အကြောင်းအရာတစ်ခုကိုတဲ့လက်မခံနိုင်ဘူးဆိုရင်ပြောင်းလဲနိုင်အောင်ကြိုးစားအေးပြောင်းလဲနိုင်အောင်မကြိုးစားနိုင်ဘူးဆိုရင်လက်ခံနိုင်အောင်ကြိုးစားရတယ် ဟုတ်ဆုံနေသွားတာပေါ့နိနေလာလာဆက်ရှင်နေလောက်ကြိုးစားပြီးမှကိုယ်စိတ်တိုင်းကြလေးစောက်ပြီးတော့ဟိုတသက်လုံးအေးချမ်းချမ်းလေးနဲ့နေမယ်ဆိုပြီးတော့ဟိုစိတ်ကြိုက်လှုပ်ထားတဲ့ဟာအခုလိုရိုးရိုးပြည့်စည်သွားတယ်ဆိုတော့စိတ်ထဲတော့ရမ်းကိုခံစားရတော့မှန်ပါတယ်ဒါမလို့တခုရှိတာဒီလိုပဲပေါ့ကိုယ့်ရဲ့ဆိုးတဲ့လူတွေတော့မှအများကြီးဒါဘာမှဘေးအန္တရာယ်နဲ့ကြုံတဲ့အခါရင်ဆိုင်ရတာပဲဆိုတာသိလိုက်ရတယ်ဒီမှာဟောကိုရီးယားအသက်အန္တရာယ်ဘာမှမဖြစ်ဘူးဒါပြည့်စည်တင်ခါရလူတင်ခါရပဲဆိုတဲ့သဘောမျိုးနဲ့ပဲပြန်ဖြစ်ရင် ခြေလို့ရပါတယ်စောက်တာကတော့2021ကစောက်တာဒီ2020အများကြီးမဟုတ်တာတော့မှဒီတကာကြီးလောက်ဥစဉ်တို့နှလုံးသွင်းနိုင်မယ်ဆိုလို့ရှိရင်ကိုခံစားနေရတဲ့တော့ကတွေဆုံးရှုံးမှုအပေါ်မှာဖြစ်နေတဲ့စိတ်ခံစားမှုတွေဟာအနည်းငယ်တော့ရောပါနိုင်တယ်ဒီအချိန်မှာအလုံးဒီစီဥစ္စာတွေဆုံးရှုံးရတယ် ကိုမိသားစုဝင်တွေကတို့မို့ကိုအတိမိတ်ဆွေတွေကအသက်တွေဆုံရှုံရရတာတွေပါရင်ပါမယ်ဒီချိန်မှာအလုံးပူလောင်နေမယ်ဆုံရှုံမှုတွေပေါ်မှာတောကတွေဖြစ်နေမယ်ဆိုတာဦးဇင်းတို့နားမလည်လို့မဟုတ်ပါဘူးနားလည်ပါတယ်တို့ပြည်တော်ညာလည်ဦးဇင်းတို့တွေဟာအကြောင်းအရာတစ်ခုကိုတဲ့လက်မခံနိုင်ဘူးဆိုရင်ပြောင်းလဲနိုင်အောင်ကြိုးစားအေးပြောင်းလဲနိုင်အောင်မကြိုးစားနိုင်ဘူးဆိုရင် လက်ခံနိုင်အောင်ကြိုးစားရတယ်။အဲ့ဒီနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရတယ်။ပြောင်းလဲနိုင် ပြောင်းလဲမပြောင်းလဲနိုင်လက်ခံနိုင်အောင်ကြိုးစား။နှစ်ခုလုံးလိုချင်လို့မရအောင်။ဥပမာမြေကြီးတံမီလို့တိုက်ကြီးပြူသွားတယ်။အဲ့ဒီပြူနေတဲ့တိုက်ကြီးကိုအကောင်းပကတိဖြစ်အောင်ကို ပြောင်းလဲနိုင်လား။ကိုစင်းလို့မပြောင်းလဲနိုင်ဘူးလေ။ကြောင်းနေပြူသွားတယ်။အကောင်းပကတိဖြစ်အောင်ကိုပြောင်းလဲနိုင်လားမပြောင်းလဲနိုင်ဘူးအဲ့တော့လက်ခံနိုင်အောင်ကြိုးစားရတယ် ဒါမှသာလေဥစ္စာလိုဖြစ်နေတဲ့တောကတွေဟာအနေငယ်ရောပါတော့မှာအဲ့လိုနှလုံးမသွင်းဘဲနဲ့ဆုံးရှုံးသွားတဲ့အပေါ်မှာတောကတွေဖြစ်နေမယ်ဆိုလို့ရှိရင်လည်းဒီတိုက်ကြီးကပြန်ဖြစ်လာမှာမဟုတ်ဘူးလေဒါသဘာဝကျစဉ်းစားကြည့်ရခုနကဗီဒီယိုတွေရတခါကြီးဆိုလို့ရှိရင်မြတ်စွာဘုရားကဒုနိတော်မနတိကာရဟာကုသိုလ်ရတခါပေါ့ပဲလို့ဟောထားတာရှိတယ် ယောနိဒမနတိကာရဆိုတာကရှုတော်မျိုးစုံကနေကြည်ပြောလို့ရတာပေါ့နောက်ဆုံးနိဗ္ဗာန်ရောက်တဲ့အစင်တီပေါ့နော်ဒီမှာလည်းပဲသူယောနိဒမနတိကာရတင့်တင့်လျောက်ပတ်စွာနှလုံးသွင်းတတ်တဲ့အတွက်ကြောင့်သူကြိုးစားပြီးတော့စောက်ခဲ့တဲ့သူ့ရဲ့တိုက်တာအိုးအိမ်ပျက်စီးသွားပြီမယ်လေခုနကပြောတဲ့ယောနိဒမနတိကာရတင့်တင့်လျောက်ပတ်စွာ တွေးတတ်တဲ့အတွက်ကြောင့်နှလုံးသွင်းတတ်တဲ့အတွက်ကြောင့်သူဟာ လူရာထက်ပိုပြီးတော့တောကဖြစ်မနေဘူးဦးဇင်းတို့အဘိနပစ္စဝကိတပတုံမှာမြတ်စွာဘုရားရှင်ကိုရောမြင့်ကြီးကလူဖြစ်စေယဟန်ဖြစ်စေမိမဖြစ်စေယောက်ျားဖြစ်စေနေ့စဉ်မပြတ်ပွားများအပ်တဲ့တရားတွေရှိတယ်တရား၅ပါးပေါ့နော်အဲ့ဒီထဲမှာနံပါတ်၁ ကိုယ်စိုးရဲ့ခန္ဓာကိုယ်ကြီးကအိုခြင်းသဘောရှိတယ်။အိုခြင်းသဘောကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့နံပါတ်1အချက်။နံပါတ်2ကိုယ်စိုးခန္ဓာကိုယ်ကြီးကနာခြင်းသဘောရှိတယ်။အဲ့ဒီနာခြင်းသဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးတနေ့နေ့ကြရင်နာကြရမယ်။နံပါတ်3နောက်ဆုံးတည်ခြင်းသဘောရှိတယ်။အဲ့ဒီတည်ခြင်းသဘောကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးတနေ့တည်ကြရမယ်။နံပါတ်4ကယခုဖြစ်သွားတဲ့ ဒါဥစဉ်တို့ခုပြောတယ်ဆိုတာကအတ္တမတိပဲနဲ့ကြံနေခဲ့တဲ့ပုံကိုယ်တွေဖြေနိုင်အောင်တောကတွေဖြစ်နေရင်တောကတွေငြိမ်းပါစေဆိုတဲ့စေတနာတွေနဲ့ဗီဒီယိုလေးတွေရိုက်အွန်လိုင်းပေါ်တွေဖြန့်ဒီလိုခံယူချက်နဲ့ဥစဉ်တို့ဗီဒီယိုလေးတွေတင်နေတာပေါ့နော်အဲ့တော့အခုနံပါတ်၄အချက်ကအသက်ရှင်နေတဲ့ပုံကိုယ်တွေနှလုံးသွင်းတတ်အောင်တောကတွေဖြေဖြောက်တတ်အောင်နံပါတ်၄ချက်ကဘာလဲဆိုတော့ ကိုချစ်ခင်မြန်လို့တန်ဖိုးထားတဲ့အရာတွေကတနေ့တစ်ချိန်ချိန်မှာကိုကလည်းသူ့ကိုခွဲသွားရနိုင်တယ်လို့သူတို့ကလည်းကိုကိုခွဲသွားနိုင်တယ်ဆိုတာလည်းနှလုံးသွင်းရမယ်တဲ့နံပါတ်လေးအချက်နော်အခုဦးဇင်းတို့ဖြစ်တဲ့အဖြစ်ပြက်နေတဲ့ကြည်ပေါ့အသက်ရှင်ကျန်ခဲ့တဲ့ပုံကူတွေအတွက်ကိုပဲပြောမယ်ကိုချစ်ခင်မြန်လို့တန်ဖိုးထားတဲ့အရာဆိုတော့ခုနကပြောတဲ့တိုက်တာတွေဦးအိမ်တွေကားတွေ ဆင်ရှုရနာတယ်ဒါတွေကိုဥစဉ်တို့ကချက်ကမြန်တို့တန်မှုထားတယ်လေဥစဉ်တို့တကားကမတွေကိုယ်တိုင်ရှာထားရတာပဲအဲ့ဒီအရာတွေကိုတော့ကိုချက်ကမြန်တို့တန်မှုထားတဲ့အရာတွေကိုကိုကလည်းခွဲရတယ်လို့ခွဲရတတ်တယ်ဆိုတာနော်အခုတည်သွားတဲ့သူတွေဆိုတာသူတို့မှာကြံနေခဲ့တဲ့ပစ္စည်းဥစ္စာတွေများစွာရှိပါတယ်သူကဒိုင်မွန်စိန်တိုက်ကဒကမာကြီးတို့မိုးတီတာဆွေးတို့နော်တခြား ကွန်ဒိုစကိုင်းဗီလာကွန်ဒိုမှာနေတဲ့တတိယတွေပတ်စံရှိတဲ့ပုံကိုယ်တွေကုမ္ပဏီပိုင်းရှင်တွေလုပ်ငန်းရှင်တွေဒါသူတို့ချစ်ခင်တဲ့တန်ဖိုးထားတဲ့ຢာတွေကိုသူတို့ကစွန့်သွားတာเนาะမဆော့ဗျာနှလုံးသွင်းရမယ်ဆိုတဲ့အထဲမှာသူတို့ကလည်းကိုကလည်းစွန့်နိုင်တယ်လို့သူတို့ကလည်းကိုကိုစွန့်နိုင်တယ်အဲ့ဒီပစ္စည်းဥစ္စာရတနာတွေကလည်းကိုကိုစွန့်သွားနိုင်တယ်ဆိုတာကခုနကပြောတဲ့တိုက်တာတွေအခုဆိုလို့ရှိရင်တိုက်မပြူသေးပေမဲ့ နေလို့မရတော့အလုံးလိုက်ဖြူရတာတယ်။နော်ဒီတိုက်တာအိုးအိမ်တွေကပစ္စည်းဥစ္စာရတနာတွေကဒါသူတို့ကကိုယ့်ကိုစွန့်သွားတာ။နော်ကိုမတည်သေးပြီမယ်လေ။သူကကိုယ့်ကိုစွန့်သွားပြီ။ကိုဘွားတွေကနေဒါဟိုတိမ်ပေါင်းတထောင်ကျော်ဆောက်ထားပြီမယ်လေ။ဖြူရတော့မယ်။မြတ်စွာဘုရားပြောတဲ့ဒီသုဒ္ဓအချက်ထဲမှာပါတယ်နော်။ကိုယ်ကလည်းပစ္စည်းဥစ္စာတွေကိုစွန့်ရတယ်လို့ပစ္စည်းဥစ္စာတွေကလည်းကို့ စွန့်သွားတတ်တယ်ဆိုတာဒါပစ္စည်းဥစ္စာတွေမဟုတ်ဘူးလူလဲဒီလိုပဲပေါ့ကိုချစ်ခင်မြန်တို့တန်မိုးထားတဲ့ပုံကူတွေကလည်းကိုကိုစွန့်ပြီးတော့ဒေကွဲသူမဟုတ်ရှင်ကွဲ ခွဲရတယ်လို့ကိုကလည်းပဲသူတို့ခွဲသွားနိုင်တယ်ဆိုတာတည်းနောက်နံပါတ်5အချက်ကတော့ဟိုကံတရားတွေဟာအရာအလုံးကကံကြောင့်ဖြစ်တယ် ကန္တာလင်အမိကန္တာလင်အဖကန္တာလင်လေးလျောင်းဟာကိုကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ပဲကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့အရာကိုလည်းနှလုံးသွင်းဖို့နံပါတ်5အချက်အနေနဲ့မြတ်စွာဘုရားကဟောကြားတော်မူခဲ့တယ်။အဓိကဒီမှာဒီ5ချက်ကဦးဇင်းပြောချင်တာကစတုထအချက်လေးပေါ့နော်ခုနကပြောခဲ့ပြီးတဲ့အတိုင်းပေါ့အဲ့လိုကိုကမြတ်စွာဘုရားဒီလိုဟောခဲ့ပါလားဆိုပြီးတော့ဒါအရင်ကလေးကနှလုံးသွင်းထားတဲ့ပုံစံတွေဆိုလို့ရှိရင်တော့ခန္ဓာမှာပေါ့နော် အရင်ကနှလုံးမသွင်းထားဘူးဆိုပေမဲ့လည်းအခုဦးစင်းရိုက်နေတဲ့ဗီဒီယိုလေးကိုကြည့်လိုက်ပြီးတော့ဒီတရားစကားလေးကိုနားထောင်ပြီးတော့ကြားလိုက်ရလို့ဖြေတတ်သွားမယ်ဆိုလို့ရှိရင်နံပါတ်1အဲ့လိုဖြေလိုက်တဲ့ပုံကမှာအချမ်းမှုရရှိသွားလိမ့်မယ်နံပါတ်2ဦးစင်းလည်းသူစိတ်ချမ်းသာသွားတဲ့အတွက်ကြောင့်သူနှလုံးသွင်းတတ်သွားတဲ့အတွက်ကြောင့်ကုသိုလ်ရတယ်ဦးစင်းလည်း အဲ့တော့ဒီဗီဒီယိုကိုဦးစင်းတို့ရိုက်ရတယ်ဆိုတာကခုနကအစမှာပြောခဲ့တဲ့အတိုင်းပေါ့ကျန်နေခဲ့တဲ့ပုံကိုယ်တွေဟိုဖြည့်တတ်အောင်သူတို့ရဲ့ဆုံးရှုံးမှုတွေကိုဦးစင်းတို့ကကိုချင်းမစားလို့မဟုတ်ပါဘူးကိုချင်းစားပါတယ်ကိုချင်းစားလို့ပူလောင်နေမှာတိလို့အဲ့ဒီပူလောင်နေတဲ့ပူလောင်မှုတွေအနေငယ်ရော့ပါစေနှလုံးသွင်းတတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ဦးဇင်းတို့ဗီဒီယိုလေးတွေရိုက်တာဖြစ်ပါတယ်။အဲ့တော့အားလုံးလည်းကပ်ပြီးငလျင်ပြီးကြုံရတဲ့အားလုံးတော့တက္ကသိုလ်မှာတို့လည်းနှလုံးသွင်းတတ်ကြပါစေ။အများဆုံးအေးချမ်းကြပါစေ။အများဆုံးပြန်ပြီးတော့အဆင်ပြေကြပါစေလို့ဦးဇင်းကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။